ထပ်ပြီးတော့အခန်း32ရဲ့ grammar နှုတ်လေးတွေကိုစာပြီးတော့ကြည့်ကြမယ်။ဒါဆိုအခန်း32မှာဆိုရင်ကိုရီကပထမဦးဆုံးသင်ရမယ့်ပတ္တန်လေးကအတန်းအညံတွေပေးတဲ့အခါမျိုးအကူအညီတွေပေးတဲ့အခါမျိုးမှာသုံးနေဘတ်တာဟိုက eaters လို့ခေါ်တဲ့ဒီပတ္တန်အမျိုးအစားလေးကိုစာပြီးတော့သင်ရမယ်။အခုပြောမယ့်ပတန်ကဘာကိုပြောမှလဲဆိုတော့အကြံဉာဏ်နေပေးတဲ့အခါမှာဆိုရင်သုံးနေပတန်အမျိုးအစားလေးအဲတော့သွားကြတော့ဘတ်တာဟိုဂါအီဒက်စ်ဘတ်ကိုတာဖောင်ပြောင်းမယ် ဟိုကอีเดสလိုက်ပြီးတော့၃မိန်အဲ့တော့ဘတ်တာဟိုကอีเดสဆိုတာဘတ်တာကောင်းမင်းလို့ပြောတာဥပမာမင်းဓာကိုမစားတာကောင်းမင်းစားတာကောင်းမင်းအဲဒါမှမဟုတ်ဓာကိုလုတ်တာကောင်းမင်းဆိုရင်၃နဲ့ ဘတ်သားဟိုဂါ Edus လို့ခေါ်တယ်ပတ်တန်အမျိုးအစားလေးအဲ့တော့အဲ့ဒီဟိုဂါ Edus ကိုတုံးမယ်ဆိုရင်ကိုရီကဘတ်ဆိုရင်တဖောင်းနဲ့တွဲတုံးမယ်ပုံမှန်လေးဒီနေ့တွဲပြီးတော့ကြည့်လိုက်ကြမယ်ဘာရေးထားလဲဆိုတော့ခိုဆူရီအိုနွန်ဒါဟိုဂါ Edus စီတောက်တာကောင်းပါလေတဲ့ဒါဆိုရင်နိုမီမတ်တောက်တီဆိုတဲ့စကားလုံးကိုတဖောင်းပြောင်းရင်နွန်ဒါအနောက်မှာဟိုဂါ Edus လိုက်လိုက်တာဖြစ်တဲ့အတွက်အကြံအညာပေးတဲ့သဘောမျိုးအနည်းနဲ့တုံးတာလေးဖြစ်သွားတယ် နလခွားဘီယိုအင်းအီတာဟိုဂါယီဒစ်စီယုံကိုသွားတာကောင်းမယ်ဒါဆိုရင်သွားတာကောင်းမယ်ဆိုတော့အီခီမော့စ်သွားဒီကိုတဖောင်ပြောင်းရင်အီတာအတူမှာဟိုဂါအီဒက်စ်လေးကလိုက်တာဖြစ်တဲ့အတွက်အကြံဉာဏ်ပေးတဲ့သဘောဖြစ်သွားတယ်ဒါဆိုရင်ကိုရီကအကြံဉာဏ်ပေးခြင်းရင်ဘာကိုသုံးမလဲဘတ်တာဟိုဂါအီဒက်စ်လို့ခေါ်တဲ့ဒီပတန်အမျိုးအစားလေးကိုသုံးပေးရမယ်အဲ့တော့နောက်ထပ်ဒုတိယပတန်လေးကိုစပြီးတော့ကြည့်ကြမယ်။နောက်ထပ်ဒုတိယပတန်လေးကနမရကြတော့ဒေရှော de sho နှစ်ခုတည်းပဲเนาะအဲ့ဒါ de sho အဲ့တော့ de sho ရဲ့အတိတ်ပြာကြတော့လိတ်မလားမသိဘူးအဲ့တော့သူ့ရဲ့အရှိမဘာဒီနဲ့တွဲသုံးမလဲဆိုတော့ဘတ်ဆိုရင် plain phone တွဲသုံး e adjective ဆိုရင်လည်း plain phone ပဲဒါပေမဲ့ na adjective ဆိုရင် na ကို ဖြုတ်ပါမယ်ဒါဒီဘာဒီဘာမှမထည့်ဘူးเนาะ na ဖြုတ်ပြီးပဲတွဲသုံးမယ် noun ဆိုရင်လည်းဒီတိုင်း de sho နဲ့ကပ်ပြီးတော့သုံးပေးလိုက်ရုံပဲ အဲ့တော့ဟုတ်ပြီဒီဒိန်းရှိုးကိုဘလို့အခါမှာတုံးလဲဆိုတော့ကိုကခမန်းတော့ခမန်းပြီးပြောဆိုတယ်ဒါပေမဲ့ခမန်းတဲ့နေရာမှာချင်းနိုင်ကြီးများတဲ့အရာကိုခမန်းပြောဆိုရင်ဒိန်းရှိုးနေတုံးပြီးမယ့် ဒါဥပမာမလက်ဖြန်ငါအပြင်သွားဖြစ်မလားမသိဘူး။ဒါဆိုရင်ဒေရှုံးနဲ့ခမန်းမီပြောတယ်ဆိုရင်ဒါကသွားကိုသွားမေဆိုရက်စကားကိုတွယ်ဝိုက်သောအဖြစ်ပြောတာ။ဥပမာကောင်းငုံကြည့်တဲ့အချိန်မှာမိုးကအုပ်နေရပေါ့။အဲ့ဒီအချိန်မှာကိုကမကြခင်မှာဆိုရင်မိုးကယွာတော့မှာတော့မိုးယွာမလားမသိဘူး။ဒါဆိုရင် ဒေးလျှော့နေတော့ဘာဖြစ်လို့လဲဖြစ်နိုင်ခြင်းများတဲ့အရာကိုကိုကခမန်းပြောဆိုတာဖြစ်တဲ့အတွက်ဒေးလျှော့နေပြောပြလို့ရတယ်အဲ့တော့အောက်ကလေးမှာကြည့်မယ်အာစတာဝအမေကဖူဒူဒေးလျှော့မနေ့ပြန်မိုးရွာမလားမသိဘူးဒါဆိုရင်ဒေရှိုးနဲ့ခမန်းနာဖြစ်တဲ့အတွက်ဖြစ်နိုင်ခြင်းများပါတယ်မိုးရွာမဲဆိုရယ်ဖြစ်နိုင်စီများတယ် နောက်တစ်ခုကခွန်ယာဝယူကီကဖူရာနိုင်ဒေရှောဒီညကတည်းနှင်းမကြဘူးလားမသိဘူးဒါဆိုရင်ဖူဒီမတ်စရေနှင်းကြရဲဆိုရဲစကလုံးကိုနိုင်ဖောင်ပြောင်းရင်ဖူရာနိုင်အနောက်မှာဒေရှောကတ်ထားတာဖြစ်တဲ့အတွက်ချစ်နိုင်ခြင်းများတဲ့အရာကိုသူခံမှန်းပြီးတော့ပြောတာ အဲ့တော့ကိုရီးယားမှာထားမဲ့ဖြစ်နိုင်ခြင်းများတဲ့အရာကိုခံမှန်းပြောဆိုရင်ဒေရှော့နဲ့တုံးမဲ့အရှိမဘာဒီလိုက်တုံးမလဲဘတ်ဆိုရင် plain found e adjective လဲ plain found ပဲနာ adjective ဆိုတော့မှနာလဲဖြုတ်ပါမယ်ဒါလဲမကပ်ပါဘူး noun ဆိုရင်လဲတခါလေးဒေရှော့နဲ့ကပ်ပြီးတော့တုံးပြီးမယ်အဲ့တော့အဲ့ဒီဒေရှော့နဲ့ခတ်ဆင်စင်ကအခုတုံးခုမြောက်တင်ရမယ်ပတ်တန်အမျိုးစားလေးတုံးခုမြောက်ပတ်တန်အမျိုးစားလေးရလေသူကခံမှန်းပြီးတော့ပြောတာပဲဒေရှော့ကဖြစ်နိုင်ခြင်းများတဲ့အရာကိုခံ မန်းတာဆိုရင်အခုပြောမယ်ခါမိုးစီတဲ့မာဆန်စရက်ပတ်တန်လေးကချင်းနိုင်ချင်းနေတဲ့အရာကိုခမန်းပြောဆိုတာမထာနော်သူတို့နှစ်ကိုယ်ကစန့်ကျင်ပတ်လေးဒဲရှော့ကဖြစ်နိုင်ချင်းများတဲ့အရာကိုခမန်းပြောဆိုတာခါမိုးရှိတဲ့မာဆန်ကဖြစ်နိုင်ချင်းနေတဲ့အရာကိုခမန်းပြောဆိုတာအဲ့တော့သူလဲအတူတူပဲနော်အရှိကလိုက်တဲ့စကလုံးလေးကဘတ်ဆိုရင်လဲ plain form ဤအချစ်တဲ့ပလိန်ဖောင်မေနာအချစ်တဲ့ဆိုရင်နာဖြစ်မဲဒါလည်းမကပ်ပါဘူးနောင်းဆိုရင်လည်းနောင်းနဲ့တခါတည်းကပ်ပြီးတော့သုံးပြီးမယ်တို့ရဲ့အတိတ်ဘေကလည်းလိမ်မလားမသိဘူးလို့ပြောတာပဲခမန်းပြီးတော့ပြောဆိုတာပဲဒါပေမဲ့ချစ်နိုင်ကြည်နေတာကိုခမန်းပြောဆိုတာအဲ့တော့အကလေးမကြည့်ကြည့် I thought izo nga shi khamo shi de ma san မနဲ့ပြန်အလုံများမလားမသိဘူးဒါပေမဲ့ तू ပြောလိုက်တာခမိုးရှိတဲ့မာဆန်နေပြောတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ကြည်နေပါတယ် နလကွာ ရိုင်းရှူဟီမခါမိုးစီတဲ့မဆန်ဟီမကဟီမနတ်ဆိုရနာအစ်တီဖြစ်တဲ့အတွက်နတ်ဖြုတ်ပြီးတော့ခါမိုးစီတဲ့မဆန်နဲ့တွေ့တော့လာမဲအပတ်အားမလားမသိဘူးဆိုတော့သူကဖြစ်နိုင်စီနေပါတယ်အဲ့တွက်ခါမိုးစီတဲ့မဆန်နဲ့ပြောထားတာဖြစ်နိုင်စီများဤဒေရှုံနဲ့ပြောဖြစ်နိုင်စီနေဤခါမိုးစီတဲ့မဆန်နဲ့တုံပြီးရမယ် ။နော်အဲ့ဒါဆိုရင်တော့အခုအခန်း32မှာဆိုရင်ဒီပတန်လေး3ခုပဲမှတ်ပါမယ်နော်။အကြံဉာဏ်ပေးတဲ့ပတန်ဆိုရင်ဘတ်တာဟိုဂါဤဒသနေပြောမယ်။အဲ့ဖြစ်နိုင်ခြင်းများတာကိုခမန်းရင်ဒေရှောဖြစ်နိုင်ခြင်းနေတာကိုခမန်းရင်ခမူးစီရေမာဆန်ဒီပတန်3ခုလေးကိုပဲဒီအခန်းအတွက်သိချာလေးကြည့်ထားပြပါမယ်။